အစိုးရမဟုတ်တဲ့အဖွဲ့အစည်း NGO ၃ခုကစွီဒင်ပင်စင်ရန်ပုံငွေအဖွဲ့ဟာစစ်ကောင်စီစီကိုလက်နက်ရောင်းချတာနဲ့စီးပွားရေးလုပ်ကိုင်တဲ့ကုမ္ပဏီတွေမှာအမေရိကန်ဒေါ်လာ485သန်းယင်းနှိမ့်နှံထားကြောင်းနိုဘာလ28ရက်နေ့ကပြောကြားခဲ့ပါတယ်။စွီဒင်ရဲ့အကြီးဆုံးပင်စင်ရန်ပုံငွေအဖွဲ့ကအဆိုပါယင်းနှိမ့်နှံမှုတွေကိုပြန်လည်သုံးသပ်နေပြီးတော့အမည်ဖော်ပြထားတဲ့ကုမ္ပဏီအချို့မှာယင်းနှိမ့်နှံတာတွေရက်တန့်ဖို့ရက်တရပတ်တွေအတွင်းဆုံးဖြတ်မယ်လို့တုံ့ပြန်ခဲ့ပါတယ်။ ြိုတင်နိုင်ငံဆိုင်ရာမြန်မာနိုင်ငံကော်မတီမြန်မာနိုင်ငံအတွက်တရားမျှတမှုနဲ့တရားမျှတတဲ့ဗန္ဒာကြီးလမ်းညွန်အဖွဲ့တို့ကအဆိုပါပင်စည်ရမုံငွေတွေဟာစစ်ကောင်စီကိုလည်းနဲ့ရောင်းချတာတွေနဲ့စီးပွားရေးလုပ်ကိုင်နေတဲ့ကော်မတီ12ခုမှာကိုရိုနာ4.6သန်းအမေရိကန်ဒေါ်လာ485သန်းယင်းနှမြုံနံခဲ့ကြောင်းပြောကြားခဲ့ပါတယ်။ကြီးမားသောယင်းနှမြုံနံမှုကတော့ဆွီဒင်နိုင်ငံသား6သန်းရဲ့ပင်စင်ငွေတွေကင်ထားတဲ့ တက်သမမြောက်ဆွီဒင်ပင်စင်ရန်ပုံငွေ AP7 ကပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့အဆိုပါအဖွဲ့၃ဖွဲ့ကဖော်ပြထားပါတယ်။အဆိုပါရန်ပုံငွေဟာအိန္ဒိယကုမ္ပဏီတွေဖြစ်တဲ့ Bharat Electronics နဲ့ Hindustan Aeronautics တို့မှခရိုနာ620တန်းအပါဝင်အခြားကုမ္ပဏီတွေမှာလည်းခရိုနာ2.8ဘီလီယံယင်းနှိမ့်ညှုပ်နှံခဲ့ကြောင်းပြောကြားခဲ့ပါတယ်။ဆိုပါကုမ္ပဏီတွေဟာ စစ်ကောင်စီကိုလက်နက်တွေနဲ့စစ်ပဆိုင်ရာပစ္စည်းတွေတွင်ပို့တဲ့ကုမ္ပဏီတွေဖြစ်ကြပါတယ်။လေလာမှုရ AP7 နဲ့အခြားဆွေတင်ပင်စင်ရန်ပုံငွေဟာထိုင်းရင်းနှံကုမ္ပဏီ PTT နဲ့ဂျပန်ဖုန်းအော်ပရေတာ KDDI တို့မှလည်းယင်းဤမြုပ်နှံမှုတွေကိုဖော်ပြထားပါတယ်။ AP7 ပြောရေးဆိုခွင့်ရှိသူ Johan Florian ကဆိုပါယင်းဤမြုပ်နှံမှုတွေကိုပြန်လည်သုံးသပ်နေကြောင်းပြောကြားခဲ့ပါတယ်။ မနက်ကနေပေါင်းများစွာကြာတဲ့ကပ်ဘေးတစ်ခုဖြစ်ခဲ့ပါတယ်လို့ Florian က AFP ကိုပြောကြားခဲ့ပါတယ်။နေပေါင်းများစွာကြာအောင်ကျွန်တော်တို့ကသတင်းအချက်လက်တွေကိုရှာဖွေခဲ့ပြီးဒီအချက်လက်တွေပေါ်ခြေခံကကုမ္ပဏီတွေကိုတနစ်ကိုနှစ်ကြိမ်ဖယ်ထုတ်ခဲ့ပါတယ်။ကျွန်တော်တို့ကုမ္ပဏီချုပ်ကိုဖယ်ထုတ်ပြီးပါပြီလို့သူကထပ်လောင်းပြောကြားခဲ့ပါတယ်။ AP7 ဟာကုမ္ပဏီချုပ်ကြောင့်ဖြစ်ပေါ်လာတဲ့အန္တရာယ်ကိုသိရှိကြောင်းပြောကြားခဲ့ပါတယ်။ချိုးအတွက်တော့ဆွဆွဲချက်တွေရှိပေမဲ့ အတီးပြုတဲ့ချက်တွေကိုရှာဖွေဖို့ကျွန်တော်ရုံးကန်နေရပါတယ်အချို့ကတော့ဒီအချိန်တွေမှာတခါမှမဖော်ထုတ်နိုင်ခဲ့ပါဘူးလို့သူကထလောင်းပြောကြားခဲ့ပါတယ် AB7 ဟာပြန်လည်သုံးသပ်မှုကိုနှစ်ပတ်အတွင်း PC မှာ ဖြစ်ပြီးတော့ NGO တွေကအမည်ပေးထားတဲ့ကုမ္ပဏီအချို့ကို AB7 ရင်းနှီးမြှုပ်နှံမှုမှဖယ်ထုတ်ဖို့ဖြစ်နိုင်တယ်လို့ပြောကြားခဲ့ပါတယ်2021ခုနှစ်မှာစစ်ကောင်စီအနာသိမ်းမှုကြောင့်လက်ရှိအချိန်ထိပြည်တွင်းစစ်ဆက်လက်ဖြစ်ပွားနေတာပဲဖြစ်ပါတယ်